်ဈေးအခင်းနဲ့ခလန်းလန်းတနေရရေကောင်းလာတော့မကြီးပင်ကြီးတပင်အောက်ဝဲလူတစုရှိတယ်။သူတို့နဲ့မနီမဝေးမြက်ခင်းမြန်မာသူတို့မြင်းများကိုလှမ်းထားတယ်။ထိုလူတိုက်ထဲမှာတင်းမြင့်စုံမော်တွင် ထိုင်နေသော လူလင်တယောက်သည် လက်မြေပြင်၌၎င်းဆွဲထားသောမြေပုံကိုစူးစိုက်ကြည့်ရကတစ်ချက်တစ်ချက်မျက်လုံးကိုလှန်၍သူဘေးပရိသတ်ကိုကြည်လင်ပြတ်သားသောအတန်ဖြင့်စကားပြောတယ်။သူလူများကလည်းသူစကားကို စိတ်ပါဝင်သားစွာနားထောင်လျက်ရှိကြတယ်။လူလင်သည်ဆွဲထားသောမြေပုံပေါ်၌သူ့လံပြားကိုဝှေ့ကားထောက်ကားဖြင့်ဧရာဝတီမြည်အရှိဘက်ကန်းကျေတွင်တည်ရှိသည့်ပကန်းမြို့တော်နှင့်တစ်ဖက်ကန်းမှတန့်ကြီးတောင် ထိုမှ တူရင်းတောင်နှင့်အရှိတောင်ဘက်မှရှိသောပုပ်ပားတောင်စသည်တို့ကိုရေးဆွဲညွန်ပြလျက်မိမိတို့ဘိုးဘိုးဘွားအဆက်ဆက်လေယာဉ်မြများကိုလောက်ကင်ကြ၍ခြေရွာမြို့ပြများတီထောင်လာခဲ့ကြကြသော ထိုမှပကံကိုမင်းနေပြီတော်ပြွ့၍စီပင်သာရခဲ့ကြောင်းသို့တော်ယခုအချိန်မှာတိုင်းပြည်ဖျော်ပြဲဖြစ်နေကြောင်းတိုင်းရင်းသားများလည်းစီစီယုံယုံမရှိပဲအစိတ်စိတ်ကွဲနေလျက်အရေးအကြီးဆုံးဖြစ်သောနေကြာခံတတ်မှလည်းမရှိ လူမျိုးကြားတွင်ဝင်းညင်းသလိုဝင်းထွက်ကျင်သလိုထွက်နေဒီတိုင်းဆိုရင်ဖြင့်တနေ့နေ့မှာကျွတ်တို့တိုင်းပြည်ကိုလူမျိုးကြားတွေစစ်တပ်အင်အားအလုံးရင်းနဲ့ဝယ်မလာဘူးလို့ပဲသူပြောနိုင်ပါလေအဲ့ဒီခါမှာကျွတ်တို့တိုင်းပြည်က ခုခံကာကွယ်ခြင်းမပြုနိုင်ဘူးဆိုရင်ကျုပ်တို့လူမျိုးတွေဘာဖြစ်ကုန်မလဲဟုတ်ဆိုရင်ထိုလူငယ်ဤအတန်ဒီတုံရင်လာပြီးမှတဖန်ပြန်လဲထိမ့်ချုပ်၍အဲ့ဒီတော့ကျုပ်တို့လူမျိုးတွေတိုင်းရင်သားချင်းချင်းစီစင်းလုံးလုံးညီညာညာဖြစ်အောင်စူးစမ်းကြရမယ်ဒီအေးမှာဘသူကဥဆောင်မယ်ဆိုတာကတော့ကျုပ်တို့မပြောနိုင်သေးဘူးအမှန်ကတော့ဒီဝတရားတွေဟာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘရင်တော်ပဲဒီကိစ္စကိုဦးစီးဦးဆောင်ပြုမယ်ဆိုရင်ကျုပ်တို့တရွေကသူ့ကိုအတက်နိုင်ဆုံးအစွမ်းရှိသည်မြတ် ကူညီရမှာပဲ။ဘာကြောင့်လဲဆိုရင်ဒီကိစ္စဟာတိုင်းပြည်တစ်ပြည်လုံးရဲ့တောင်ဟာတဦးတယောက်ထက်နဲ့စွမ်းဆောင်နိုင်တဲ့မျိုးမဟုတ်ပဲအဲတကယ်လို့ဘရင်မလုတ်ချင်ရင်တော့၎င်းမလုတ်နိုင်ရင်တော့၎င်းယုတ်တည်းဆိုသလိုအရေးတစ်ခုသည်ဖြတ်ခနဲပေါ်လာ၍လူလင်ရေးဆွဲထားသောမြေပုံပေါ်ကပကံမျိုးတော်တက်တဲ့နေရာကိုလှံများတစ်ခုတုတ်ခနဲလာထောက်လျက်အောင်မြင်ခံရသောအတန်တစ်ခုကဒီကိစ္စကိုဘရင်ကမလုတ်ချင်ဘူးမလုတ်နိုင်ဘူးလို့ဘသူကပြောရဲ့တလဲ တိုင်ပင်နေကြသူလူစုသည်ထိုအတန်ရှင်လူစိမ်းကိုအံ့အားသင့်ကမော်ကြည့်ကြတယ်။အတန်ရှင်သည် လန်တန်ကိုမြင်မြင်ကန်၍ခံညာစွာမတ်တက်ရလျက်အခြားသူများကိုအေးမထားပဲခေါင်းဆောင်လူလင်မျက်နှာကိုသာစစ်စစ်ကြည့်နေတယ်။မင်းကဘာလုပ်လဲ။လူလင်မျိုးသည်ထိုင်ရမှထား၍ထိုလူစိမ်းအားတစ်ချက်မြတ်စူးစိုက်ကြည့်ရှုလိုက်ပြီးလျင်လေးစားသောအမူအရာဖြင့်နောက်သို့ခြေတလန်းဆုပ်လိုက်ကကျွန်တော်ကထိလိုက်ရှင်ပါ။အမြတ်ကတော့ကြံစည်သားလို့ခေါ်ကြပါဗျ။ အတင်ကောဘာလို့လဲဆိုတာကျွန်တော်မသိရဘူးလားခင်ဗျာလူစိမ့်သည်တည်ငိမ်ခံရသောအတန်ဖြင့်ကျုပ်တို့အသည်ပြင်တနေရာသွားပြီးတယောက်ချင်းစကားပြောရင်ကောင်းမယ်ဟုဆိုပြီးလက်ကုပ်တစ်ချက်တီးလိုက်သည်နှင့်ချော်မော်လာပါတော့မြင်းနေစီအပြေးကလေးဆိုက်ရောက်လာသည်နှင့်ဂျန်စစ်သားကိုလည်းတင်မြင့်ကိုခေါ်ပြီးကျုပ်နဲ့တင်တယောက်ထဲလိုက်ခဲ့ဟုတဦးလဲခွဲခြားခေါ်သည်တွင်ဂျန်စစ်သား၏လူများကလူစိမ့်အားမန်ဖီသောမျိုးလုံးများဖြင့်စူးစူးကြည့်ကြ၍လှန်ရိုးများကိုတင်တင်စုပ်ကမ်းကြရာဂျန်စစ်သားက ခုလိုတို့ငြိမ်နေကြကျုပ်ပြန်မလာမချင်းဒီနေရာကမရွေးကြနဲ့ဟုဆိုပြီးသူ့မြင်းကိုလက်ခုပ်တန်တစ်ချက်ဖြင့်ခေါ်လိုက်ရာဆွေခနဲ့ခုံတက်ကမြင်းမော်တို့ရောက်သည်နှင့်လူစိမ်းအားအနာကပ်၍တီတိုးတန်ဖြင့်ကြွတော်မူပါအရှင်ကျွန်တော်မျိုးနောက်တော်ပါကခါးစားလျက်ပါထို့နောက်တွင်ဘရင်တော်ယထာနှင့်ခြံစင်သားတို့သည်မြင်းများကိုလေးဘက်ကြဲကြဲစီးနှင်းထွက်ခွာသွားလေကြသည်